မွန်ပြည်နယ်မော်လမြိုင်မြို့မှာတော့လမ်းပေါ်ကျူးကျော်ဈေးဆိုင်နဲ့အိမ်ဆိုင်တွေကိုစီပင်သားရရေးစီကံထိန်သိမ်းရေးအဖွဲ့ကလိုက်လံစစ်ဆေးအရေးယူနေပါတယ်။ဥကြော်ဆိုးသတင်းပေးပို့ထားပါတယ်ရှင်။ကျော်ရမင်းပဲ။ကန်းနန်းလမ်းမှာမော်လကုန်းနဲ့ပေါက်ပြောတယ်။အိုး EGD ဘက်နဲ့ကမောဘက်မှာပေါက်ပိုင်းထားတာ။အဲ့ဘယ်လိုလုပ်ပြီးမော်လမြိုင်မြို့အောက်လမ်းမကြီးအမှတ်နှစ်ဈေးရှိမင်းနှချင်းဆိုင်အိမ်ဆိုင်တန်းမှာလမ်းပေါ်ကျူးကျော်ရောင်းချသူနဲ့မြို့နယ်စီမံသားရေးစီကံထိန်းသိမ်းရေးအဖွဲ့တို့အခြေတင်ပြောဆိုနေကြတာပါ မေလ10ရက်ကစီမင်းစီကံထိန်းသိမ်းရေးဖွဲ့မှလမ်းမကျူးကျော်သူတွေကိုစစ်ဆေးတွေ့ရှိလို့အေးအေးယူတဲ့အတွက်အပြန်လည်ပြောဆိုနေကြတာလည်းဖြစ်ပါတယ်။ကျွန်တော်တို့ခေါ်တွေ့တဲ့အချိန်တော့ဆွေးနွေးတဲ့သဘောပဲခေါ်ပြီးဆွေးနွေးခဲ့တာ။ဒီလိုဒန်အနေနဲ့ကဥပဒေကသူကပုံမှန်တွေတာသူတို့ဒီစီမင်းရဲ့ဘိုင်လော်ရဥပဒေကိုတာပြောသွားတယ်။ဒီလူတယောက်အနေနဲ့ပဲဖြစ်ရဈေးတဲ့တယောက်အနေနဲ့ဒီဘိုင်လော်ဘယ်သူမှမသိတာအောင်စီမင်းဝန်ထမ်းတောင်သူတို့ရဲ့ထုတ်ပြန်တာနဲ့ဘိုင်လော်အသေးစိတ်မသိဘူး။လမ်းမကျူးကျော်ဆိုင်ကန်းတွေကိုမေလ9ရက်နေ့နဲ့9ရက်နေ့တွေတုန်းက မြို့နယ်စီမံသာရေးအဖွဲ့မှခေါ်ယူပြီးမေလ9ရက်နေ့နောက်ဆုံးထားပြီးဆက်လက်မကျူးကျော်ကြဖို့ခေါ်ယူဆွေးနွေးထားပြီးဖြစ်ပါတယ်။ဒါပေမဲ့လည်းမေလ10ရက်နေ့လမ်းမော်ကျူးကျော်ဈေးဆန်တွေကိုလိုက်လံစစ်ဆေးရမှာတော့ကျူးကျော်သူတို့ရှိနေသေးတဲ့အတွက်ဒဏ်ငွေ9000ကျပ်တက်ရိုက်ခဲ့တာပါ။ဒီကကျွန်တော်တို့ကဒီ Lambe platform ပေါ်ရေမြောင်းပေါ်ကျူးကျော်ထားတဲ့ဒီဒီရင်းပစ္စည်းဆိုင်တွေပေါ့နော်အဲအမေကနောက်ဆုံးထားပြီးတော့ဖေရှားပေးပေါ့ဒီနေ့ကတော့ဖေရှားတဲ့ဆိုင်ကိုတန်ကြီးရိုက်မယ်ကျွန်တော်ကတန်ကြီး ြန်မျိုးလောက်ဆောင်ဟုတ်ကဲ့တန်ကြီးကဘယ်လိုရိုက်သွားဖို့ရှိလဲတန်ကြီးကတော့ဒီလောက်ကောင်းပေါ်မှာဒီခင်းထားတဲ့ဒီကုန်ပစ္စည်းတွေကိုကြာတို့ကပထမကျယ်နေတာ9000တန်ကြီးတက်မှတ်ထားပါတယ်မော်ပြင်းနယ်ရှိပင်သာရေးဥပဒေအရစီကံချိုးပါသူတွေကိုပုံမှန်82ရအနည်းဆုံးတန်ငွေ1000မှအများဆုံးတန်ငွေ2000ထိချမှတ်နိုင်တယ်လို့ပြဋ္ဌာန်းထားပေမဲ့ကနေဦးအနေနဲ့တန်ငွေအနည်းဆုံး9000ကျပ်တက်ရိုက်သွားမှာဖြစ်ပါတယ် ရောင်းနေကြတဲ့ခါကျသူတို့လည်းစာဝန်တွေရေးသွားမှမှရောင်းတာပါတတိဖြစ်ဖို့လုပ်လို့မရဘူးအဲဒီတော့အခုလုပ်တဲ့ပုံစံသူတို့စာဝန်တွေရေးသွားတဲ့နေ့ကအခက်အခဲဖြစ်သွားဒါပေမဲ့အားလုံးကဒီတကြနဲ့ရောင်းမယ်ဆိုတော့သူပဲဖြစ်ပါတယ်အားလုံးက platform ပေါ်မရောင်းဘူးလေကိုယ်ရဲ့တတ်မှတ်ထားတဲ့နေရာမှာရောင်းမယ်ဆိုတော့ငကိုတိုင်းရောပြန်စီကားရောမလို့ထင်တာစီကားရှိဖို့တော့လိုတယ်ပေါ့ဗျာဒီ PC ရဲ့အဖြစ်တရားဘာလို့လဲစီမင်သားရဲ့ဖွင့်မှလမ်းမေးကြည့်ကြော်ဈေးဆန်တွေနဲ့အေးဆန်တွေရှင်းလင်းရေးလုပ်ငန်းကိုကန်နာလန်စထရန်ဟိုတယ်မှာဘူဝရိပ်သားစားတော့ဆိုင်အထိ အော်လမ်းမကြီးရတနာတက်စီဆိုင်မှာဒဝဲသရာလန်းတိကိုပထမဦးစားပေးနေနဲ့ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဒုတိယဦးစားပေးကိုတော့အနောက်တက်မီလန်း EBC တာမမင်းကလေးကျောင်းတိသတနာဘိတ်မလန်းပြည်နယ်ခမ်းမမရဲဘော်ကုန်းတိနဲ့တတိယဦးစားပေးကိုတော့ကြက်ခမီလန်းဈေးကြုံမီပါမ RTC တိအထက်လမ်းမကြီးဒေါခင်ဂျီဝိုင်းမဈေးကြုံမီပါတိကိုမေလကနေဇွန်လတိနှစ်လတာစီမံချက်ကာလအနေနဲ့လှုပ်ဆောင်သွားမှာဖြစ်ပါတယ်။မြို့နယ်စီမံသားရဲဖွဲ့ရဲ့လမ်းမကြီးကျော်ဆိုင်ငန်းတွေကိုရှင်းလင်းတဲ့စီမံချက်ထဲမှာတော့ လမ်းမကျူးကျော်ဆိုင်အလုံးကိုဖန်စီရည်ယူရမှာဖြစ်ပေမဲ့လည်းအောက်စီပပက်လည်းကကျူးကျော်ဆိုင်တွေကိုတော့ဖန်စီခြင်းမရှိတဲ့အတွက်ဖန်စီခံဆန်းရှင်တွေကမကြည်မနက်ဖြစ်နေကြပါလေကျွန်တော်ကြော်ဆိုပါခင်ဗျာ